ွေခန်းစည်းလိုက်ကောင်မှာထက်ရဲ့အိမ်လေးကိုဘယ်လိုမျိုးအလှဆင်သွားမလဲဆိုတော့လိုက်ကြည့်ပါဦးနော် Hello ထက်ရဲ့အိမ်အစ်စ်ကလေးအတွက်လိုအပ်တဲ့ခန်းစည်းလိုက်ကောင်ကိုတော့အမှုပညာရှင်တွေတော်တော်များများလဲရွေးချယ်ဖြစ်ကြတယ်ဒီရွှေခန်းစည်းလိုက်ကောင်မှာပဲထက်လဲရွေးချယ်ဖြစ်လိုက်ပါတယ် အရင်ဦးဆုံးကတော့အဲ့ခန်းအတွက်စပြီးတော့မှကြည့်ပြပါတယ်။သူ့စီမှာဒီဇိုင်းကာလာမျိုးစုံရှိတဲ့အထဲမှာမှထက်ရဲ့အိမ်နဲ့လိုက်ဖက်ပြီးတော့ထက်ရဲ့စိတ်ကူးတဲ့ပုံစံလေးကိုပြောပြပြီးတော့မှတေချာလေးရွေးချယ်ဖြစ်ပါတယ်။နောက်ထပ်တစ်ခုကတော့ထက်မြင်မြင်ချင်းအရန်သဘောကျမိတဲ့ဒီ remote နဲ့ခွင်းပိတ်လုပ်လို့ရတဲ့လိုက်ကာလေးကိုပဲထက်အရန်သဘောကျမိလို့ထက်ရဲ့အိမ်ဝရဏာအရှိမရှိရဲ့တကမာကြီးအတွက်ကိုအဲ့ဒီကောင်လေးသုံးဖို့အတွက်ပဲရွေးချယ်လိုက်ပါတယ်။ကဲနောက်ထပ်တစ်ခုက kitchen ပေါ့နော်။ kitchen drawer ကိုတော့အနက်အသက်လည်းမစွဲရဘူး။အပေး တည်လဲခံရမယ်ဆိုတဲ့အချက်တည်းနဲ့ပြည့်စုံတဲ့ဒီ mini blind လေးကိုပဲအသုံးပြုလိုက်ပါတယ်။ဒီမှာဆိုလို့ရှိရင်လေ color အစုံရှိတဲ့အထဲမှာမာထက်ရဲ့ decoration နဲ့ light ဖတ်တဲ့ color လေးကိုရွေးချယ်ထားပါတယ်။ အားလုံးရွေးချယ်ပြီးနှစ်ပတ်အကြာမှာတော့ထပ်ရွေးချယ်ထားတာလေးလာပြီးတော့မှတက်ဆင်ပါပြီ။ကိုရွေးချယ်ထားတဲ့အရာလေးတွေကလှရောလှပါမလားဆိုပြီးတော့မှအရင်ရင်ခုန်ခဲ့ရတဲ့အချိန်ပေါ့နော်။ရွှေခန်းစည်းလိုက်ကဝန်းန်းတွေကလည်းထပ်လိုချင်တဲ့အတိုင်းကြီးများတဲ့အတိုင်းစိတ်ရှိလက်ရှိနဲ့လုံးဝတည်တည်ချာချာလေးလာလုပ်ပေးကြတယ်။လက်ရပိုင်းလည်းတည်သက်တယ်။နောက်အလုံးလုံးပေးတဲ့အခါမှာလည်းလုံးဝစိတ်နာပါတယ်။အခုဆို remote နဲ့အဖွင့်ပိတ်လုပ်လို့ရတဲ့လိုက်ကလေးလည်းဆင်ပြီးသွားပါပြီ။အားလုံး finishing အပြီးမှလည်းတကယ်ကိုစိတ်ချမ်းသာခဲ့ရတဲ့အတွက်ကြောင့်မလို့လိုက်ကဆိုလို့ရှိရင်ရွှေခန်းစည်းလိုက်ကကိုထပ် recommend ပ်ပေးလိုက်ပါတယ်။ထပ်ဖြစ်စင်ထားတဲ့အခန်းလေးသဘောကျရလားဆိုတာ comment မှာရေးခဲ့ပေးပါဦးနော်။ထရဲ့ vlog လေးကိုအဆုံးသတ်ကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်။ See you next video.